အဲတတုံလဘကာယိကဝက်တပ်ပိတုံတဲ့နာဝတိဇေတဝံအကြောင်းမှာမြတ်စွာဘုရားတရင်တုံးနေတဲ့အချိန်တတုံလဘကာယိကဆိုတဲ့နတ်သားတွေအများကြီးတတုံလဘကာယိကဆိုတာဘာလဲဆိုတာတတဆိုတာသူတော်ကောင်းဩလဘဆိုတာကဟောပြောတဲ့တရားနဲ့ကာယိကတာဝရဏနတ်ပြည်ကိုရောက်နေတဲ့နတ်သားတွေလို့ခေါ်တာသူတော်ကောင်းရဲ့ဟောပြောတဲ့စကားနဲ့တာဝရဏနတ်ပြည်ကိုရောက်တဲ့နတ်သားတွေတဲ့ အဖြစ်ပြက်လျက်ပါလဲဆိုတော့အိန္ဒိယနိုင်ငံမှာရေလန်းနဲ့ကုံရောင်းကုံဝဲလောက်ကြတဲ့ကုံတဲ့တွေ900ရှိတယ်။အဲ900ကတနေ့ကြတော့သမုတ်တရားလမ်းကြောင်းမှာသင်္ဘောကြီးစီးပြီးတော့ကုံရောင်းကုံဝဲသွားကြတယ်။ရေလဲကောင်ရောက်တဲ့အခါကြတော့ญาติဥရုကမကောင်းလေတွေကတိုက်လိုက်နေရထားပြီးတော့ပင်လဲရေဝသင်္ဘောကြီးဟာ မြုပ်မလို့ဖြစ်သွားတယ်အဲ့ဒီခါကျတော့အဲ့ဒီကုံတွေ900ထဲမှာတချို့ကတော့နတ်သားတွေကိုနတ်တွေကိုတောင်းတကြတယ်နာမည်ကြီးကြပါကြပါပေါ့တချို့ကတော့ကြကြမင်းကြပါပေါ့တချို့ကြပြမာကြီးကြပါစသဖြင့်အမျိုးမျိုးနော်တော်ဆောင်နတ်ကြပါတောင်းဆောင်နတ်ကြပါစသဖြင့်တောင်းဆိုကြတာပေါ့ဆူတောင်းကြတာပေါ့အဲ့ဒီနမှာလူတယောက်ကတော့အဲ့ဒီလိုမဟုတ်ဘူးသူကတည်တည်ငြိမ်ငြိမ်နဲ့ တနေရာမှာထိုင်းပြီးတော့မျက်လုံးလဲမဲ့ပြီးအာယုံပြုတ်နေတာကိုတွေ့လဲတွေ့ရောကြံတဲ့လူတွေကဝမ်းပြီးတော့မေးကြတယ်ခင်ဗျာဘာဖြစ်လို့ဒီလောက်ဒီလောက်သေးမှမှန်းသိရတဲ့နှစ်ပတ်ကြောင့်မကြောက်တာလဲတခြားမဟုတ်ဘူးကွာတဲ့ငါမှအားကိုးရရှိလို့ဘာတွေအားကိုးရရှိတာလဲဆိုတော့ငါဒီလိုကိုခကြီးမထွက်ခင်မှာတဲ့ဘုန်းကြီးတွေကိုပင့်ပြီးတော့အိမ်မှာဆုံးကတ်ဘူးဆုံးကတ်ခဲ့တယ်ဆုံးကတ်ပြီးတဲ့အခါကျတော့တန်ငါတော်တွေစီကနေငါးပါးသီလယူတယ်ငါငါတော်တွေစီကနေတရဏဂုံစောင့်တည်ခဲ့တယ်အဲ့လိုစောင့်တည်ခဲ့တဲ့တရဏဂုံ ဟိုငါးပါးသီလအဲ့ဒီနှစ်ခုကိုငါကအာယုံပြုတ်ပြီးတော့ဒါဟာငါအတွက်အားကိုရပဲဆိုပြီးတော့အဲ့ဒီအားကိုရရတော့ငါမကြောက်ပဲနဲ့ဒီတိုင်းထိုင်းနေတာဟာအဲ့လိုဆိုရင်ဗျာခမဟိုမကြောက်တဲ့စေရှိတာကျုပ်တို့ပေးလို့ရလားရတာဗောအဲ့လိုဆိုကျုပ်တို့ပေးစမ်းမှာကျုပ်တို့လည်းအဲ့လိုပဲနေခြင်းလို့ပါအေးအဲ့လိုဆိုရင်ကွာအုပ်စုခုနှစ်အုပ်စုခွဲကွာတအုပ်စုကိုတရတရစီခွဲခွဲခိုင်းလိုက် ခွဲခိုင်းပြီးတော့တအုပ်စီတအုပ်စုကျန်တအုပ်စုကျန်သူကငါးပါးသီလပေးတာနော် ခြေပမျက်လောက်ရောက်နေတဲ့အချိန်သင်းမောကရေတွေဝန်းဝန်နေပြီလေသင်းမောကရေတွေဝန်းဝန်နေတဲ့အခါကျတော့ခြေပမျက်လောက်ရောက်နေတဲ့အချိန်တအုပ်စုကိုသီလာပေးလိုက်တယ်ငါးပါးသီလာရသွားတယ်နောက်တအုပ်စုကျတော့ဒူးစစ်လောက်ရောက်တဲ့အချိန်နောက်တအုပ်စုကိုငါးပါးသီလာပေးလိုက်တယ်နောက်တအုပ်စုကျခါးလောက်ရောက်တဲ့အချိန်ငါးပါးသီလာပေးလိုက်တယ်နောက်တအုပ်စုကျတော့ချက်လောက်ရောက်တဲ့အချိန်ငါးပါးသီလာပေးလိုက်တယ်ဒါကျနောက်တအုပ်စုကျနှုတ်လောက်ရောက်တဲ့အချိန်ငါးပါးသီလာပေးတယ်နောက်တအုပ်စုကျတော့ပခုံးရောက်တဲ့အချိန်ငါးပါးသီလာပေးတယ်နောက်ဆုံးတအုပ်စုကျတော့ပါဇက်ထဲတော့မှရေနဲ့နဲ့ဝန်းနေပြီအဲ့ဒီအချိန်ငါးပါးသီလာပေးလိုက်တယ် အဲ့လိုနဲ့အားလုံးဟာသူ့စီကနေငါးပါးသီလယူပြီးတော့သူ့စီကနေဒီ motivation ရပြီးတော့ကိုယ့်ရဲ့အားကိုယ်ရရပြီဆိုပြီးစိတ်ချမ်းချမ်းသာသာနဲ့နော်မကြောက်တော့ဘူးပြောတာမကွာအတားကြီးတော့စိတ်တော့ပဲချမ်းသာမလဲသေမှာဆိုတော့ဟုတ်တာကြောက်စိတ်တွေကင်းပြီးတော့တို့တို့တွေအဲ့ဒီပင်လယ်ထဲမှာပဲသေခဲ့ရတယ်သေတဲ့အခါကျတော့တောင်ရင်သာနတ်ပြည်အကုန်လုံးရောက်သွားတာတောင်ရင်သာနတ်ပြည်ရောက်သွားတဲ့အခါကျတော့နတ်ပြည်ရောက်တဲ့အခါကျတော့နတ်ပြည်ရဲ့စည်းစိမ်ချမ်းသာတွေတွေ့ပြီးတော့တို့ကစဉ်းစားဆင်ញင်လိုက်တဲ့အခါကျတော့ငါတို့ဘာကြောင့်လဲဩငါးပါးသီလနဲ့တရဏဂုံရဲ့ကျေးဇူးကြောင့်ဒီလိုနတ်ပြည်ရောက်တာပါလား သူတော်ကောင်းကြီးရဲ့အဲဟောကြားတဲ့တရားကြောင့်ငါတို့တွေနတ်ပြောက်တာပါလားလို့သူတို့ကသိပြီးတော့မြတ်စွာဘုရားကိုဒီသူတို့သူတို့ရဲ့ဆရာကြီးရဲ့အကြောင်းမာစီယတဝန္နံပေါ့သူတို့ဆရာကြီးရဲ့ဂုံတွေကိုမြတ်စွာဘုရားကိုရှောက်ချင်လို့လာကြတာဒါကြောင့်တတုံ့မကာကြီးကတော့တတဆိုတာအဲ့ဒီဆရာကြီးဆရာဖြစ်တဲ့သူတော်ကောင်းရဲ့အုံလပပြောကြတဲ့ဇကားတွေနဲ့ကာကြီးကနတ်ပြောက်ကြတယ်နတ်သားနတ်သမီးနတ်သားတွေကြီးပါပဲနတ်သား900ပေါ့မြတ်စွာဘုရားစီ ညာပိုင်းအချိန်ရောက်ပြီးတော့မြတ်စွာဘုရားကိုဒီဂါထာလျှောက်တယ်ပေါ့အနတ္တတယောက်ကဒီဂါထာထလျှောက်တပိရေဝသမာတိထတပိရေဝသူတော်ကောင်းတွေကိုပဲသမာတိထပေါင်းသင်းနေတယ်ဗျာတပိကုတ်ပေထသန္တဝံသူတော်ကောင်းတွေနဲ့ပဲပေါင်းဖော်တာကိုလှုပ်တင်တယ်ဗျာဘာကြောင့်လဲဆိုတော့တတန်တတ္တမပညာယသူတော်ကောင်းပညာယသူတော်ကောင်းတွေနဲ့ပေါင်းပြီးရင်သူတော်ကောင်းရဲ့တရားကိုနာကြရပြီးတော့သေရောသူ့ရဲ့ဘဝဟာမြင့်မြတ်သွားတယ်နပါပြီးရောရုပ်မာတဲ့အဆင့်ဘယ်တော့မှမရောက်တော့ဘူးခင်ဗျာ ဒါတို့ရောရဘဝတွေနဲ့ဥစဉ်တော့ကြည်ပြီးတော့အစင်းဒီကာတာလေးနားလည်လို့ရတာပေါ့တို့ရောတွေဟာတို့ရောကောင်းတယောက်ကိုအကြောင်းပြုတော့တို့ရောကောင်းတယောက်ရဲ့အဲတရားကိုနားလိုက်ရတဲ့အတွက်ကြောင့်အခုလိုတောင်းရင်သာနှပ်ပြီးမှမြင့်မြတ်တဲ့ဘုံဘိမှန်အနေနဲ့တို့တွေဖြစ်ကြရတာဒါကြောင့်တတန်တတ္တမမေညာရသေးရောမပေါ်တခေါတိနှပ်ပါပြီးရောတို့ရောကောင်းတရားကိုတယောက်တစ်ခါလောက်နာခွင့်ရလိုက်ပြီးဆိုရင်တကယ်မြင့်မြတ်တဲ့ဘုံကိုရောက်ရတယ်ဖရာတကယ်တော့ဒါတို့ရဲ့ဆရာရဲ့ခုံကိုချီးမွမ်းနေတာနောက်နတ်သားတယောက်ကလည်းပဲဂါတာတကာတဲ့ထက်ဖွင့်ဖြတ်ဆိုပြန်ရော သဗ္ဗိဒေဝသမာတေထသူတော်ကောင်းတွေနဲ့ပဲပေါင်းတင်တင်နဲ့ဖေရသဗ္ဗိကောပိထသန္တဝံသူတော်ကောင်းတွေနဲ့ပေါင်းတင်မှုကိုလောက်ကိုလောက်တင်နဲ့ဖေရတတံတရမမညာယသူတော်ကောင်းတွေရဲ့တရားကိုနာခွင့်ရပြီဆိုရင်ပညာလပတိပညာတွေတိုးလာတယ်ဗျာအသိတွေပိုးပြီးတော့တိုးလာတယ်ဗျာနေညတော့သူတော်ကောင်းမဟုတ်တဲ့လူရောက်มาတဲ့စီကနေတော့ဟောပညာဆိုတာတိုးလာတယ်ဆိုတာမဖြစ်နိုင်ပါဘူးဗျာဒါကြောင့်ပညာရနိုင်တာဖြစ်တဲ့အတွက်ကြောင့်သူတော်ကောင်းတွေနဲ့ပေါင်းစင်ပါတယ်ဗျာနံပါတ်1 နောက်နံပါတ်3နဲ့သားလည်းရှောက်တယ်သူတော်ကောင်းတွေနဲ့ပေါင်းသူတော်ကောင်းတရားနာလိုက်ရင်တော့တောကမစ်စေနာတော့စဒီလူအများကတော့တော်တော်များများစိုးရင်တော့ကရောက်နေကြရတာကြီးပဲစိုးရင်တော့ကရောက်နေကြတဲ့လူတွေကြားထဲမှာမစိုးမငြိမ်မဲနဲ့မစိတ်ချမ်းချမ်းသာသာနေနိုင်တယ်ဗျာဟောကိုကြည့်လာလားပင်လဲကြားထဲမှာတို့တွေတော့ကတွေရောက်နေတာသူတော်ကောင်းတရားနာလိုက်လို့သူတော်ကောင်းအတိုင်းအဲပြောတဲ့အတိုင်းပဲလိုက်နာလိုက်တဲ့အတွက်ကြောင့်နာတော့စရီမစိုးရင်ရတော့ဘူးပေါ့အခုလည်းပဲခုလိုခက်ပြက်ကြီးတွေမှာဆိုရင် သူတော်ကောင်းတရားနဲ့နေနိုင်တဲ့လူဟာစိတ်ဆင်းရဲကိုယ်စင်ရဲတိုက်ပြီးတော့မဖြစ်ဘူးပေါ့။နောက်နာသားတယောက်ကရှောက်တယ်။သူတော်ကောင်းနေနဲ့ပေါင်သူတော်ကောင်းတရားနာလိုက်ရင်တော့ညာတိမေဇေနာသောစတိဆွေမျိုးတွေရဲ့အလယ်မှာဝီရောစတိတင့်တယ်ပါတယ်ဗျာ။ကိုယ်တယောက်ထဲတယ်မဟုတ်ဘူးဗျာ။ကိုယ်ပတ်ဝန်းကျင်နေပါအလုံးတင့်နေတယ်တယ်နဲ့နေရတယ်ဗျာ။ဒါသူတော်ကောင်းနေနဲ့ပေါင်သိင်းရဲ့အကျိုးတရားတွေပေါ့။နောက်နာသားတယောက်ကတော့သူတော်ကောင်းနေနဲ့ပေါင်သူတော်ကောင်းတရားနာရင်ဘာကျိုးရှိလဲဆိုတော့သတ္တာကိစ္စံဤတုတ်ကတဲ့ အဲ့လိုသူတော်ကောင်းတရားနာခွင့်ရတဲ့လူတွေကသေခြင်းတောင်မှသုကတိဘုံကောင်းတဲ့ဘုံဘွားတွေရောက်ရတယ်ဗျာဒီလိုလျှောက်တာနောက်နတ်သားတွေရောက်ကတော့ဘာဘာလျှောက်တယ်လဲဆိုတော့အဲသူတော်ကောင်းတရားနာခွင့်ရတယ်ဆိုရင်တတ္တသိတ္တံဒီတာတတံကြာရှည်စွာချမ်းသာတွေကိုခံစားရပြီးတော့ချမ်းမြမ်းတာတာနေရပါတယ်ဗျာချမ်းမြမ်းတာတာအကြာကြီးနေခွင့်ရတယ်ဗျာဆိုပြီးတော့မြတ်စွာဘုရားကိုလျှောက်တာအဲ့ဒီလိုအုပ်စုဘယ်နှအုပ်စုလဲဆိုရင်6အုပ်စုနံပါတ်1သေယော မြင့်မြတ်တယ်ဘယ်တော့မှမနိုင်ကြဘူးနံပါတ်1ပညာလက်ပတိပညာတယ်ရတယ်နံပါတ်3သောကမေဇေနာသောသတိဝမ်းနည်းမှုတွေမဖြစ်ရဘူးနံပါတ်4ညာတိမေဇေဝိရောသတိဆွေနဲ့မျိုးနဲ့အပေါင်းအသင်းနဲ့အာလုံးတင်းတင်းတက်နောင်တင်းတင်းနေရတယ်နောက်နံပါတ်5တတကိစ္ဆန်ဒီတုတ်ကတိန်ကောင်းတဲ့ဘုံဘွားကို ရောက်ရတယ်နောက်နံပါတ်6အတ္တတိတ်ထန်ဒီသာဒတံချမ်းသာကိုကြာကြာရှိကြာ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 ချမ်းချမ်းသာသာနေရတယ်အဲ့လိုရှောက်ပြီးတော့နတ်သားတယောက်ကအဲ့ဒီချိန်မှာကောက်ချရှောက်တယ် မြတ်စွာဘုရားတပည့်တော်6 6နတ်သား6ယောက်ကရှောက်ကြတယ်ဗျာအဲ့ဒီနတ်သား6ယောက်ထဲမှာကတ္တဘဂဝါသူ့ဘာတိတံဘသူစကားကအမှန်လဲဗျာဘသူစကားကအမှန်တိုင်းပြောရရောက်ပါတယ်လေဖရာလို့ရှောက်တာရှောက်တဲ့အခါကျတော့တပ္ပတံသူ့ဘာတိတံဟေးနတ်သား6ယောက်လုံးရှောက်တဲ့စကားတွေအကုန်လုံးပရိယာယေနသူ့အကြောင်းနဲ့သူကတော့အကုန်အမှန်နေကြည့်ပါပဲအကောင်းနေကြည့်ပါပဲအပိစဒါပေမဲ့လည်းပဲမမပိသူတာတော့ငါဖရာရဲ့အမြင်ငါဖရာရဲ့စကားကိုလည်းမင်းတို့တွေနားထောင်ကြအောင်အဲမြတ်စွာဘုရားတော့ အထိတ်ဆုံးအကျိုးတရားတွေကိုမြတ်စွာဘုရားဟောလိုက်တာသူတော်ကောင်းတွေနဲ့ပေါင်းသူတော်ကောင်းတရားကိုနာခွင့်ရတဲ့သူတွေသူတော်ကောင်းတရားကိုသိသွားတဲ့သူတွေဟာတပ်ပဒုက္ခပမုတ်စတိဒုက္ခအလုံးကလွတ်မြောက်သွားနိုင်တယ်ဒီလိုမြတ်စွာဘုရားကရှောက်တာပြုတ်မိတ်လိုက်တယ်အဲဒီကကြောင့်နတ်သားတွေကသဘောကျပြီးတော့ဓာတုခေါ်ဝမျက်ဝန်းတာဖြစ်ပြီးတော့အယုသေပေနတ်ပြည်ကိုပြန်သွားကြတယ်ပေါ့နော်ဒါကြောင့်အဓိကဘာပြောချင်တာလဲဆိုတော့ကိုယ်စံတော်တွေတရားဆိုတာဟာကိုယ့်ရဲ့ view point နဲ့ကိုမြင်လို့ရတယ် ကိုရကျင်တဲ့အကျိုးတရားတွေကိုမြတ်စွာဘုရားတရားတော်တွေကနေဟိုအရယူလို့ရတယ်။သေယောဒိနာပါပြီးရောမြင့်မြတ်တဲ့ဘဝကိုရောက်မြင့်မြတ်တဲ့ဘဝအနေနဲ့ကိုတရားမြတ်စွာဘုရားရဲ့တရားတွေကိုအသုံးချလို့လည်းရတယ်။ပညာလက်ပတိလောကီပညာတွေတိုးတက်အောင်လည်းပဲအသုံးချလို့ရတယ်။လောကုတ္တရာပညာတွေလောကုတ္တရာဘုဒ္ဓတာတွေတိုးတက်အောင်လည်းပဲအသုံးချလို့ရတယ်။လောကမေစေနာသောစတိအာတရားကိုကိုယ့်ရဲ့စိတ်ချမ်းသာရေးအတွက်နော်ကိုယ့်ရဲ့ဘဝမှာပျော်ရွှင်ရေးအတွက်လည်းပဲအသုံးချလို့ရတယ်။ ညာတိမေဇေဝိရောဇတိအော်မြတ်စွာဘုရားရဲ့တရားကို ကိုယ်ပဝန်းကျင်တိုးတက်ရေးအတွက်ကိုယ်နိုင်ငံဖွံ့ဖြိုးရေးအတွက်နော်တင်းတောင်တဲ့နေနိုင်ရေးအတွက်အသုံးချလို့လည်းရတယ်။နောက်တတ်တာကိစ္စံဒီတုတ်ကတိတရားကိုဒီလိုနာခွင့်ရတယ်ဆိုရင်ဟိုအစစ်မြင့်မြန်ဘဝတွေကိုရောက်အောင်ကြိုးစားလို့လည်းရတယ်။ဒါကတော့နောက်ဘဝကိုပဲတုတ်ကတိလို့ပြောလို့မပြောတာမဟုတ်ပါဘူး။ဒီဘဝမှာလည်းပဲတုတ်ကတိကောင်းတဲ့အစစ်မြင့်တဲ့ဘဝရောက်လို့ရတာပေါ့။နိုင်ငံကိုသူများနိုင်ငံနဲ့တန်းတူမြင့်အောင်လုပ်လို့လည်းမရဘူးလား။ရတယ်တုတ်ကတိဆိုကောင်းတဲ့မြင့်အမြင့်အောင်လုပ်လို့လည်းရတယ်။ နောက်ဆုံးညာတတတိုက်ထန်ဒီတတတန်ဟော sustainable development ပဲနော်ဘုရားတရားတိုင်ရင်ကြင့်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်ရေရှည်ချမ်းသာတယ်ရေရှည်ချမ်းသာတယ်ဘုရားတရားမပါဘူးဆိုရင်တော့ဖြတ်ထုတ်လန်းနဲ့သွားကြရင်တော့ရေရှည်ချမ်းသာတော့ချမ်းသာခြင်းချမ်းသာလိမ့်မယ်ခဏတာချမ်းသာတာခဏတော်တော်ကြာရင် side effect တွေဖြစ်သွားနိုင်တယ်မြတ်စွာဘုရားတရားတိုင်လိုက်နာမယ်ဆိုရင်တော့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေ sustainable development တွေရနိုင်တယ်ဟောမြတ်စွာဘုရားကြာအဲ့လောက်လေးနဲ့မြတ်စွာဘုရားရဲ့တရားရဲ့အာဘောမြတ်စွာဘုရားရဲ့တရားရဲ့ဘေးရှင်ကအဲ့လောက်လေးတွေမကဘူး မြတ်စွာဘုရားကတော့ကိလေသာအလုံးကုန်စေခြင်းတာဒုက္ခအလုံးငြိမ်းစေခြင်းတာဒုက္ခအလုံးကလွတ်မြောက်တဲ့အဆင့်တီကိုတရားကရအောင်လုပ်ပေးနိုင်ပါတယ်ဆိုပြီးတော့သူကပြောတာပေါ့နော်ဟုတ်ပြီအဲ့ဒါလေးစောသေးတယ်နောက်တစ်ခါဆက်သွားကြအောင်ဆိုမစ္စရီတော့နော်အဲ့ဒီသူတော်ကောင်းရဲ့ဇကားနဲ့ငါးပါးသီလစောက်တည်ပြီးတော့နတ်ပြည်မှာဖြစ်ကြတဲ့တောင်ရင်ကနတ်သားတွေ900ကမြတ်စွာဘုရားတန်ချင့်ကပ်ပြီးတော့တနေ့ကျမြတ်စွာဘုရားကိုလာလျှောက်တယ်နတ်သားတယောက်ကမစ္စေရာစပမာဒါစဧဝံဒါနာနတိယတိ ဒါနနာရတိလူတွေတော်တော်များများအလူတွေမလူနိုင်ကြဘူးဒါနမလုံနိုင်ကြဘူးဆိုတာအကြောင်းနှစ်ချက်ကြောင့်ပါတဲ့မစ္စေတာစပမာတာစတဲ့မစ္စေတာနော်နှစ်မျိုးလို့လည်းပဲမလူကြတာရှိတယ်ပြေပမာတာစမေလျော့နေလို့လည်းမလူကြတာရှိတယ်နှစ်မျိုးလို့မလူတာကတော့ထင်ရှားနေတာပဲနော်မေလျော့လို့မလူတာကြပါလဲဆိုတော့အပျော်ပါးတွေနဲ့လိုက်စားပြီးတော့ အပျော်ပါပဲပဲစိတ်ကရောက်တရားဘက်ကိုစိတ်မရဘူးအပျော်ပါပဲပဲစိတ်ကရောက်တယ်ပေးဖို့ပဲစိတ်မရဘူးအဲ့ဒါကိုပဲပမာဒလို့ခေါ်တယ်တဲ့နော်အဲ့လိုလူတွေနဲ့လူတွေဟာတဲ့ဒါနမလုံနိုင်ဘူးဆိုတာမစ်စေတာနှမျိုးလို့လည်းပဲဒါနမလုံနိုင်ဘူးပမာဒအပျော်ပါလိုက်စားလို့လည်းပဲဒါနမလုံနိုင်ဘူးဆိုတာရှိတတ်ပါတယ်တဲ့ပုံညာအကင်ကမာနေနာအေကောင်းမှုကိုလိုချင်တဲ့ဝိဇာနာတာပညာရှိတဲ့သူအသိဉာဏ်ရှိတဲ့လူတွေကတော့ဒေယံဟောဒီလူကိုလူသိမ့်ပါတယ်အဲ့လိုနတ်သားကရှောက်လာရှောက်တဲ့အခါကျနောက်နတ်သားတစ်ယောက်ကလူသိမ့်တဲ့အကြောင်းကိုထပ်ပြီးတော့ အဲထချဲ့ပြီးတော့မြတ်စွာဘုရားထချောက်တယ်။ယတ်ဒေဝဘီတော်နတရာတိမစ္စရိမစ္စရိနှမျောတဲ့သူတွေဟာယတ်ဒေဝဘီတော်တခုခုကိုသူကြောက်လို့နတရာတိမလူကြတာ။ဒရေဝအတရတော်အတရတော်အဲ့လိုတခုခုကိုကြောက်ပြီးတော့မလူကြလို့ဒရေဝအဲ့လိုမလူချင်းကြောက်မယ်ဘယံခုနကြောက်တဲ့ဘေးတွေဆိုတာဖြစ်လာတာ။ဘယ်လိုလဲဆိုတာကြည်လိုက်။ဇိကိစ္စာစာလောင်ချင်းကိုကြောက်တယ်။ပိပါဒာမွတ်တိတ်ချင်းကိုကြောက်တယ်။ ခမဲနေဟင်းနေစာတာကိုဈေးကစားလို့ခေါ်တာပေါ့ရေတို့အဲအရည်တွေကိုစာစာတောက်တာစာတာကြပါလားဆိုပိပတာလို့ခေါ်တာပေါ့ယတဘာယတိမစ္စရိမစ္စရိနှမျောတဲ့သူတွေကမဲရုပ်ဈေးကစားဟာသူ့ကိုလူလိုက်ပြီဆိုရင်ငါတော့စားစရာမရှိတော့ဘူးဟောအစားစရာမရှိမှကြောက်လို့သူ့ကိုလူလိုက်မယ်ဆိုရင်ငါ့ကိုတော့ငါမှတောက်စရာမရှိတော့ဘူးတောက်စရာမရှိမှကြောက်လို့နော် ဘာရတိကြောက်လို့အလူတွေမလူနိုင်ကြတာအေးနောက်ဆုံးကြတော့မလူရမလူချင်းအဖြစ်ပဲအဲဒီစာလောင်ချင်းဆိုတဲ့အဖေးတွေကရောက်လာတော့တာပဲမလူချင်းအဖြစ်ပဲပြိပါတာမွတ်သိချင်းဆိုတဲ့ဘေးတွေကရောက်လာတာတဲ့တမေဝဘာလံဘုဒ္ဓတိအတမိန်လောကေပရမေစာအေးဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝအထိကိုအဲဒီစာလောင်ချင်းမွတ်သိချင်းဆိုတဲ့ဘေးတွေကရောက်လာတာဥပမာဆိုကြပါဆိုအကျမ်းမြင်လေးတွေတော့ပြောပြမယ်ဆိုရင်ဩကိုမစားရမှာကြောက်လို့သူများကိုမပေးဘူးမပေးတဲ့အခါကျတော့ဦးဇင်းတို့ ကုန်ရောင်းကိုဟိုကုန်စီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုလုပ်တဲ့လူတယောက်ပေါ့နော်စီးပွားရေးပိုင်ရှင်ကုမ္ပဏီပိုင်ရှင်တယောက်သူ့ရတပည့်တွေကိုသူကမပေးဘူးဘာလို့လဲဆိုတော့သူ့အတွက်နော်အကျိုးရလဒ်တွေမရမှာဆိုလို့အမြတ်အစွန်းနေမှာဆိုလို့သူ့မိသားစုတွေမတုံ့ဆောင်မှာဆိုလို့သူများသူ့ရတပည့်တွေမပေးဘူးလာကလေးမဖြစ်စလောက်လေးနဲ့ပေးတယ်ဟုတ်ပြီအဲ့လိုနှမျောလို့သူမြလားကလေးမဖြစ်စလောက်လေးပေးပြီးလုပ်ပြီးဆိုကြတဲ့ကဟောသူ့ရလက်အောင်ငယ်သားတွေအလုံသမားတွေကကောင်းကောင်းအလုံမလုပ်တော့ဘူး နောက်ဆုံးကြတော့ဟိုဘဘောအမြတ်အစွန်းနေလည်းပဲနဲသွားပြီနောက်ဆုံးကြတော့ဒီဘဝမှာပဲသူကိုယ်တိုင်ငတ်တဲ့အဆင့်ဒီကိုရောက်သွားတတ်တယ်ဒါအတမိန်လောကီပေါ့နော်နောက်ဘဝကြတော့အဲ့လိုပဲသူများကိုမပေးဘူးမကံဘူးနှမျောတယ်ဆိုကြတဲ့ကနောက်ဘဝကြလည်းပဲထို့အတူပဲမပေးခြင်းကြောင့်မွဲတဲ့ဘဝကြီးပဲရောက်ရတာဘယ်လောက်ကြီးဒီသီလရှိလို့ကောင်းတဲ့ဘဝရောက်တော့မှမွဲတဲ့ဘဝပဲရောက်ရတာနောက်ပြီးပါတာထို့အတူပဲပေါ့ဒါကြောင့်ဘာလဲဆိုလူတွေက ငတ်မှာဆင်းရဲမှာကြောက်လို့မလူဘူးမလူလို့ပဲငတ်တယ်ဆင်းရဲတယ်ဆိုတဲ့ဘဝကိုပြန်ရောက်ရတယ်တဲ့ဒီဘဝလည်းရောက်တယ်နောက်ဘဝလည်းရောက်တယ်တဲ့သဒ္ဓမဝိနည်းမေစေတံဒီဟာကိုကောင်းကောင်းသိပြီးတော့ဒိဇာဒါနမလာပြီဘူးတဲ့မလာပြီဘူးအဲ့ဒီနှမျောတဲ့အညစ်ကြေးနှမျောတယ်ဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်တွေကိုအနိုင်ယူလိုက်အပျော်ပါးကိုမက်တယ်ဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်တွေကိုအနိုင်ယူအနိုင်ယူပြီးတော့မေစေတံဝိနည်းနှမျောတဲ့စိတ်ကိုဖျောက်ပြစ်လိုက်တဲ့ဒိဇာဒါနံ အဲ့လူကိုရအောင်လို့တဲ့နော်ဒါပညာရှိတဲ့လူတွေအဲ့လုတ်ကိုလုတ်တယ်စကားသာလူတွေကတော့နှမျောတဲ့စိတ်ကတော့မရှိတာမဟုတ်ရှိတဲ့လူတွေကြီးပဲဟုတ်တယ်မလားရှိတဲ့လူတွေကြီးပဲဒါပေမဲ့လည်းအဲ့နှမျောတဲ့စိတ်ကိုကိုကနိုင်ယူနိုင်ရမယ်နော်ဧကတာတကပုံနာလို့ပေါ့ကွာဘုရားကိုလူလိုက်မလားလူရင်ငါဒီတထဲတဲ့ရှိတယ်ဝတ်စရာမရှိတော့ဘူးလူတော့ပါဘူးနောက်ကြပါလို့ဆိုအာဒီလိုကောဒုက္ခဆင်းရဲတဲ့ဘဝရောက်တယ်ဆိုတော့အရင်ကငါမလူခဲ့လို့ဒီလိုဆင်းရဲတဲ့ဘဝရောက်တာငါလူပြောင်းလူမယ်ပြန်ပြီးတော့လူမယ်လို့ပြန်ရော အာနောက်တကကြပြန်စဉ်းစားတော့ဟင်းငါလိုလိုက်ရတော့အကျိုးတရားနောက်မှရမှာနော်လောလောဆယ်အဝတ်မဟုတ်ပဲပဲနေလိမ့်မယ်တမျောပြီးတော့ပြန်ပြီးတော့ဟိုပြန်သိမ့်သွားပြန်ရောအဲ့လိုနောက်ဆုံးကြတော့အာသုံးရင်လောက်လဲရောက်ရောက်တော့မဖြစ်တော့ပါဘူးကွာဖြစ်လူကောင်လူပြအောင်လူမယ်ကွာဆိုပြီးတော့မလာပြီဘူးအဲ့ဒီမကောင်းတဲ့စိတ်တက်စိတ်အငြိကြီးကိုသူကအနိုင်ယူလိုက်တာအနိုင်ယူလိုက်တဲ့အခါကျတော့မစ္စတာဝိနေယနှမျောတဲ့စိတ်တွေပျောက်သွားပြီးတော့ဒါနန်တက်စာအလူတွေလူပြစ်သွားတယ်တဲ့ဒါကြောင့်ဒီမကောင်းတဲ့စိတ်တက်ကောင်းတဲ့စိတ်တက် မကောင်းတဲ့အကျိုးတရားရစေနိုင်တဲ့အကြောင်းတရားကောင်းတဲ့အကျိုးတရားရစေနိုင်တဲ့အကြောင်းတရားတွေကောင်းကောင်းသိနိုင်တဲ့လူတွေဟာတဲ့ပုံညာအဲ့လိုလှူပြစ်အောင်ကိုလှူတယ်တဲ့ပုံညာနေပရာလောကသမိန်ကောင်းမှုဆိုတာဟာနောင်ဘဝမှာပဋိဌာဝန်ဒီပါဏိနံလူတွေအတွက်အားကိုးရာဖြစ်သွားတတ်တယ်ကောင်းမှုဆိုတာနောင်ဘဝဘဝတိုင်းဘဝတိုင်းဟာကိုယ့်အတွက်ထောက်တရားအားကိုးရာဖြစ်သွားတယ်ဒီလိုနတ်သားတယောက်ကရှောက်တာအဲ့လိုရှောက်တဲ့အခါကျတော့အဲနောက်နတ်သားတယောက်ကဒါနနဲ့ပတ်သက်ပြီးတော့ထပ်ရှောက်ပြန်ရော တေမတေတုနာမီယာနိပန္ထာနံဝသဟပဇံသဟပဇံအတူတူခྱི་သွားပေါ်ခྱི་သွားပဲလူတယောက်ဟာပန္ထာနံကိုနဲ့အတူသွားတဲ့ခྱི་သွားပေါ်တွေကိုဘုပ္ပစင်တိခွဲချံဝေးမြပြီးတော့ပေးကြရတာကြီးပါပဲနော်လူ၁၀ယောက်ခྱི་တူသွားတယ်လူ၂ယောက်ခྱི་တူသွားတယ်လူ၃ယောက်ခྱི་တူသွားတယ်ခྱི་တူသွားပြီဆိုရင်တယောက်ယောက်ကအဲအစင်မပြေဘူးဆိုရင်သူ့ဘက်ကမရှိမဲ့ရှိရှိမရှိရှိဘာလို့ခွဲပြီးတော့ဝေးမြသုံးဆွဲကြရတာကြီးပဲတဲ့ အဲ့ဒီလိုပါပဲတဲ့ဘာလဲဆိုတော့အဘဒမိန်တရေပိုးစံဒီတချို့ကြတော့ကို့မှာပိုက်စားစရာတောက်စရာပစ္စည်းဥစ္စာနည်းနည်းလေးရှိပေမဲ့လည်းပဲပိုးစံဒီခွဲချမ်းဝေပန်းမျှတပြီးတော့တယောက်နဲ့တယောက်ခွဲပြီးတော့သုံးစားသုံးဆွဲကြတယ်အဲ့လိုသုံးဆွဲတဲ့လူတွေဟာတေမတေသူနမယံဒီအဲ့လိုလူတွေဟာတေတဲ့လူတွေထဲမှာမတေတဲ့လူလို့ပြောလို့ရတယ်နော်တေတဲ့လူနဲ့အလူတေတဲ့လူနဲ့မလူတဲ့လူနဲ့အလူလူပဲရှင်တဲ့လူနဲ့လူတဲ့လူနဲ့အလူလူပဲဘာကြောင့်လဲဆိုတော့တေတဲ့လူ သေးပြီဆိုရင်သူ့ရဲ့အိမ်ကပစ္စည်းတွေလည်းအများကြီးပဲသူ့နဲ့သူ့နှမ်းမှာလည်းပဲသူ့ရဲ့မိသားစုတွေဆွေမျိုးတွေအများကြီးပဲအဲ့ဒီခါကျမှမိသားစုတွေဆွေမျိုးတွေသူကသေးတဲ့လူကပေးချင်ပါလေဆိုပြီးတော့ဝေမျှပြီးတော့ပေးချင်ပါလေဆိုပေးလို့ရသေးလားမရတော့ဘူးသေးတဲ့လူဟာတဲ့သူ့မှာရှိတဲ့ပစ္စည်းတွေကိုကိုယ့်ရဲ့ဘဝဝန်ကျင်မှာရှိတဲ့ဆွေမျိုးတွေရဲ့သားသမီးတွေကိုပေးလို့မရတယ်လို့ပဲတဲ့ဟိုးမစ်စီရာများတဲ့သူတွေဟာလည်းပဲနှမျောတဲ့လူတွေပြီးတော့အပျော်ပါမဲ့တဲ့လူတွေကလည်းပဲကိုယ်ကဘလောက်ကြီးရှိရှိသူများကိုပေးကိုမပေးဖြစ်တော့သေးတဲ့လူနဲ့အတူတူပဲတဲ့နော် ရှင်တဲ့လူကတော့ဘာဖြစ်လဲဆိုကို့မှာရှိတဲ့ဟာတွေကိုခုနကတော့ခီးလူသွားတယ်ဆိုတော့သွားခီးသွားပါသွားဘက်တွေကိုဝေမျှပြီးတော့သုံးဆွဲကြတယ်။အဲ့လိုပဲသိရှင်တဲ့လူတွေကလည်းပဲကို့ရှိတဲ့ဟာကိုကို့ရဲ့အနေနားမှာ နော် ရေဆက်ပါလို့ကန်ဆက်လို့ရောက်အတူတူဖြစ်ကြတဲ့လူတွေအပေါ်မှာသူကဘာလို့ဆိုဟာငါတို့ခိုက်တဲ့နေရာခီးသွားပါသွားဘက်ပဲဆိုတဲ့အသိစိတ်ကလေးနဲ့ဝေမျှပေးကမ်းတာပဲ။ဒါကြောင့်လူတဲ့လူကသေတဲ့သူကြားထဲမှာရှင်တဲ့သူတယောက်ဖြစ်တယ်လို့ပါပဲ။အဲလူတဲ့လူကလည်းပဲအဲသူမလူပဲနဲ့ခပ်ပေါ်ပေါ်နေတဲ့လူတွေကြားထဲမှာတကယ်တက်တက်ကြွကြွနဲ့လှုပ်လှုပ်တဲ့လူတွေပဲ။ ဧတဓမ္မောတနန္တနောဒါကလောကထုံးစံပါပဲလောကထုံးစံပါပဲအစဉ်အလာကြီးပါပဲအစဉ်အလာဖြစ်ရဖြစ်စင်ပါပဲအဘသမင်ကေဘဝစံတိဟောတချို့လူတွေကြအဘသမင်ရှိတာကနည်းနည်းလေးပဲဘဝစံတိဟောနည်းနည်းလေးရှိပြီမှလည်းခွဲခွဲခွဲချမ်းခွဲချမ်းပြီးတော့စိတ်ပြားပြီးတော့ဝေမျှသုံးဆွဲကြဘဝနေကေနာတေစရေတချို့ကြပိုက်ဆံအပိုက်ပစ္စည်းတွေအများကြီးရှိတယ်ပိုက်ဆံတွေအများကြီးရှိပဲမှလည်းနာတေစရေမသေးတော့မဲ့ပုံကြီးပဲဘာမှကိုမလူနိုင်ဘူးတဲ့မလူဖြစ်ကြဘူးတဲ့ အဘဒမဒကိနာဒိနာတဲ့နဲနဲလေးလူနဲနဲလေးရှိရာကနေလူနိုင်တဲ့အလူတော့သဟသိနာတမန်မိတာတထောင်နဲ့တူတယ်နော်ယောအဝချမ်းသာတဲ့လူလူတဲ့အလူရဲ့တထောင်လောက်တော့မှအစင့်မြင့်တယ်တထအစတထောင်လောက်ကိုအကျိုးကြီးပါတယ် ားလဲပါလားနော်အဲတချို့ကြတော့နည်းနည်းလေးရှိတယ်နည်းနည်းလေးဝေမျှပြီးတော့သုံးတယ်တချို့ကြတော့အများကြီးရှိပေမဲ့လည်းပဲလူကောမလူနိုင်ဘူးဒါကြောင့်နည်းနည်းလေးရှိပြီးတော့နည်းနည်းလေးလူတာဘူးတော့မြတ်စွာဘုရားကအဲဟိုသူတော်ကောင်းတွေကချီးမွမ်းတယ်နည်းနည်းလေးလူတဲ့ရှိတဲ့အထက်ကပဲဝေမျှပြီးတော့သုံးဆွဲတာသုံးဆွဲတာဟာတကယ်တော့တန်ဖိုးအကြီးဆုံးပဲနောက်နတ်သားတယောက်ကထတ်လျှောက်ဒုတ်တရံတရမာနာနံဒုတ်တရံကမ္မကုပ္ပတံအတံတော်နာနုကုပ္ပံဒီဧတဓမ္မောဒုရဝနယောဧတဓမ္မောဒုရဝနယောသူတော်ကောင်းတွေရဲ့ အဲအကျင့်သူတော်ကောင်းတွေရဲ့အလုပ်ကိုအတုလိုက်တယ်အတုလိုက်တယ်ဆိုတာတော့လွယ်တော့မလွယ်ဘူးတဲ့နော်အတုလိုက်တယ်ဆိုတာလွယ်တော့မလွယ်ဘူးဒေါက်တာတရမာနာနာပေးဖို့ခက်တဲ့အရာကိုပေးတယ်ဆိုတာဒါသူတော်ကောင်းတွေလုံနိုင်တဲ့အလုပ်ဒေါက်တာကာမကုတ်ပတန်လုံနိုင်ခဲ့တဲ့အရာကိုလုတ်တယ်ဆိုတာလည်းဒါသူတော်ကောင်းတွေရဲ့လုံနိုင်လုတ်တဲ့အလုပ်အဲသူတော်ကောင်းတွေလုတ်တဲ့အလုပ်ကိုအတန်တော်နာနုကုတ်ပန်ဒီလူယုတ်မာတယ်လူမိုက်တွေကြတော့လိုက်ပြီးတော့အတုလိုက်ပြီးတော့မလုံနိုင်ဘူးနော်အလုပ်ဆိုတာဒေါက်တာပဲဟုတ်တယ်မလားလုတ်ဖို့ပေးဖို့ခက်တယ် ်ဘေးဘုခတ်တဲ့ဌာနကိုသူတော်ကောင်းတွေဘလောက်ကြီးလှုပ်လှုပ်သူရောက်มาတွေကတော့လိုက်မလုံနိုင်ဘူးဒုက္ခရံကာမကောပဒံသီလတွေတမထဝိပဿနာတွေအဲလိုအဲ့ဒီအလုပ်တွေကတကယ်လုံနိုင်ခဲ့တဲ့အလုပ်ပဲလုံနိုင်ခဲ့တဲ့အလုပ်သူတော်ကောင်းတွေဘလောက်ကြီးလွယ်လွယ်လေးလုံနိုင်ပေမဲ့လည်းပဲသူရောက်มาတွေလူမိုက်တွေကြတော့လာပြီးတော့မလုံနိုင်ပါဘူးဘာကြောင့်လဲဆိုတော့အဓိကမိန်းကတော့တတန်တမောဒုရာနဲ့ရောသူတော်ကောင်းတရားဆိုတာကတော့အတုလိုက်ကိုမလွယ်ဘူးဒါတသမတတင်စာအတတင်စာနာနာဟောတိဣဒောကတိဒါကြောင့်တဲ့ဒီလူပြည်ကနေနောင်ဘဝသွားတယ်ဆိုတဲ့အခါကျတော့ သူလောက်ခဲ့လောက်ခဲ့တဲ့ကံအလျောက်ပဲသွားရတာဖြစ်လို့သူတော်ကောင်းတွေရဲ့ဂတိသွားရမယ့်နေရာအတတံသူရောက်မှတွေရဲ့ဂတိသွားရမယ့်နေရာနာနာဟောဒီကွဲသွားတာပဲကောင်းတယ်ကောင်းတဲ့ဘုံမကောင်းတဲ့ဘုံဆိုတော့ကွဲကြသွားတာပဲအတန်တော်နေတရားယန္တိသူရောက်မှတွေကငရဲရောက်သွားတယ်တန်တော်သက်ကပရာယနာသူတော်ကောင်းတွေကတော့နတ်ပြည်ကိုရောက်သွားကြတယ်အဲ့ဒီလိုမြတ်စွာဘုရားအဝဏ္ဏသားတွေကရှောက်တာနော်နတ်သားတွေရှောက်တာ ရောက်တဲ့အခါကျတော့အဲ့ဒီ၃ချက်ပေါ့နော်နာသာရောက်တယ်အဲ့ဒါကိုအချုပ်လေးပြန်ပြောမယ်ဆိုရင်နံပါတ်၁နာသာကတော့ဒါနမလုံနိုင်ကြတာဟာနှမျောလို့လည်းမလုံနိုင်ကြဘူးဘူးပြီးတော့အပျော်ပါလိုက်စားလို့လည်းမလုံနိုင်ကြဘူးဒါကြောင့် အသိညာရှိတဲ့သူကဒါနလုပ်ကိုလုပ်တင်ပါတယ်ပြောတာ။နောက်နံပါတ်2နဲ့နံပါတ်3ကတော့ဘယ်လိုပြောရလဲဆိုတော့အေးငတ်မှာကြောက်လို့ဆင်းရဲမှာကြောက်လို့အလူတွေမလူကြဘူး။ဒါပေမဲ့အလူမလူလို့ပဲငတ်တယ်ဆင်းရဲတယ်ဆိုတဲ့အဆင့်ကိုဒီဘဝမှာလည်းရောက်ရတယ်။နောက်ဘဝမှာလည်းရောက်ရတာဖြစ်တဲ့အတွက်ကြောင့်အဲဘလောက်ကြီးနှမျောသည်ဖြစ်စေဒီနှမျောတဲ့စိတ်ဓာတ်ကိုအနိုင်ယူပြီးတော့အဲနှမျောတဲ့စိတ်တွေကိုဖျောက်ပြီးတော့ဒါနကိုလုပ်ကိုလုပ်ဖြစ်အောင်လုပ်ကြပါ။ဘာကြောင့်လဲဆိုတော့နောက်ဘဝမှာဒါကအကုရာဖြစ်မှာမဟုတ်ပါ။ဒါနဒုတိယနတ္တရှောက် နောက်တတိယအနတ်သားကဘယ်လိုလျှောက်တယ်လဲဆိုတော့တကယ်တော့အနတ်လူတွေဆိုတာနှစ်မျိုးရှိတယ်တချို့ကျနည်းနည်းလေးရှိပေမဲ့လူနိုင်တယ်တချို့ကျတော့အများကြီးရှိပေမဲ့မလူနိုင်ဘူးဒါကြောင့်နည်းနည်းလေးရှိပေမဲ့လူနိုင်တဲ့လူကတော့တကယ်လူဒီလူဟာမသေးတဲ့လူပဲအများကြီးရှိနေပေမဲ့မလူနိုင်တဲ့သူကတော့ဒီလူဟာသူများကိုမဝေးဘူးဝေးမြပြီးတော့မပေးနိုင်တဲ့အတွက်ကြောင့်သေတဲ့လူနဲ့တူနေတာပါဒါကြောင့်နည်းနည်းလေးလူပြီးနည်းနည်းလေးရှိပေမဲ့လည်းလူနိုင်တဲ့ပုံကိုဖြစ်အောင်ကြိုးစားကြပါလို့သူကပြောတာပေါ့နော်နောက်နံပါတ်၄နဲ့၅ကတော့ဘာလဲဆိုတော့အာအလုံးကွဲတဲ့အတွက်ကြောင့် နော်ဘုံဘွားဆိုတာ꿰သွားတာပဲမကောင်းတဲ့လူတွေကတော့အဲမကောင်းတဲ့လူတွေကတော့ဒါနတွေမလုပ်နိုင်ကြဘူးသီလတမာတမဘာဝနာတွေမလုပ်နိုင်ကြဘူးကောင်းတဲ့လူတွေကတော့ဒါနတွေလုပ်နိုင်ကြတယ်သီလဘာဝနာတွေလုပ်နိုင်ကြရဲ့ဒါကြောင့်လူရုပ်မာတွေကငရဲရောက်ပြီးတော့ဟောပညာသူတော်ကောင်းတွေကတော့နတ်ပြရောက်ကြရတယ်လို့ပြောတာအဲ့လိုနတ်သားလေးယောက်ပြောတဲ့စကားကိုမြတ်စွာဘုရားချုပ်ပြီးတော့ရှောက်တယ်နတ်သားတွေယောက်ကအရှင်ဘုရားသူတို့၃လေးယောက်ပြောတဲ့ထဲမှာသူတို့ကဘယ်ပုဂ္ဂိုလ်ရပြောတဲ့စကားကအမှန်လဲဘုရားအကောင်းလို့ပြောရရောက်တယ်လေဘုရားဆိုအားလုံးကအမှန်တည်းကြီးပါပဲတဲ့ ဒါပေမဲ့ငါပြရဲ့စကားကိုလည်းနားထောင်ကြပါဦးဆိုပြီးဖရာကဂါထာတစ်ခုဟောတယ်။ဓမ္မစရေယောပိသမိန်စကံစရေသမိန်စကံစရေယောပိလူတယောက်ဟာသမိန်စရံစကံစရေကောက်တဲ့ကောက်အလုပ်ကိုလုပ်ပြီးတော့စင်စင်ရဲရဲအသက်မွေးရတယ်နော်။သူလုပ်တဲ့သူ့ဘဝကတော့တကယ်စင်ရဲသားဘဝပဲ။သူများတယ်၊သိနံတယ်အကုန်လုံးရိတ်သိမ်းပြီးတော့ကြံတဲ့ဟာလေးကိုကောက်တဲ့ကောက်လိုက်ကောက်ရတယ်။ဦးဇင်းတို့တော့သူတော်တော်သားတွေကတော့ဘုံသိပါတယ်နော်။ ။ဟောမြန်ခေါ်ဆိုတာသိပါတယ်နော်မျိုးသူမျိုးသားတာနည်းနည်းခက်ခက်ပါနော်။သူများတွေသိနာတဲ့တိတ်ပြီးပြီးကိုယ်အိမ်ကိုယ်ကုန်သေးပြီးပြီးကြံတဲ့ဂျုံလေးတွေကြံတဲ့စပားလေးတွေကြံတဲ့ပဲလေးတွေကိုလိုက်ကောက်ရတာကိုခေါသိန်းကောက်လို့ခေါ်ရတာကိုနော်။သူ့မှာຢာလည်းမရှိဘူး။သူ့မှာဟိုလောက်အားကလည်းမရှိဘူး။ဒါလေးတွေပဲလိုက်ကောက်ရတယ်။ကောက်သိန်းကောက်လုပ်ပြီးတော့အဲဗာစင်စင်ရရဲ့အသက်ရှင်မွေးရတဲ့လူတယောက်တဲ့။ဒါပေမဲ့လည်းပဲဓမ္မစရိသူကကုသိုလ်တရားတွေကိုရအောင်ကြိုကျင့်တယ်ဘလို့ကျင့်တာလဲ။ ဓာရင်စပေါ်တန်အဲ့ဒီသူ့ရတဲ့ကောက်တင်းကောက်ရတဲ့အဲငွေလေးနဲ့ပဲသူ့ရဲ့မရဘူးလေကျွေးတယ်ဒဒံအပကသမိန်ကျန်တဲ့နည်းနည်းလေးတဲ့ကနေပဲအဲသူ့တက်နိုင်လောက်တန်ငါးတွေကိုစွန်းလောင်းတဲ့အလူကြီးစတဲ့အလူလေးတွေကိုနည်းနည်းလေးနဲ့ပဲလူပြအောင်လည်းပဲလှုပ်တယ်ဟောသူဟာဓမ္မစရိတရားကျင့်တယ်ကျင့်တယ်ဆိုတာနှစ်မျိုးနော်ဒါကလည်းကျတော့လူတယ်ဒါပေမဲ့ကိုယ့်မိသားစုတွေကိုပြစ်ထားတယ်ဆိုတာဒါတရားကျင့်တာမဟုတ်ဘူးနော်တရားကျင့်နေတယ်ဗါလဲဆိုမာတာပိတုဥပဒါနာပௌတ္တဒါရတသင်္ဂဟောဆိုတာရှိသေးရလေဟုတ်တယ်မလားသာသမီတွေမယားတွေကိုလည်းပဲ ဘာသာသင်ကောချင်းမြောက်ရသေးတာပဲသာသမီးမရမချင်းမြောက်ပဲနဲ့ဒါနကြီးပဲလုပ်ရင်အဲ့ဒါဒါတရားကျင့်တယ်မခေါ်ဘူးနော်သူကတဲ့တမုံစကန်စရေတဲ့ကောက်သင်းကောက်ပြီးတော့စင်စင်ရဲ့အတံမွေးရတယ်ဒါပေမဲ့လည်းပဲငယ်လူမှုရေးနဲ့ပတ်သက်တဲ့တရားဖြစ်တဲ့သာသမီးတွေကိုလည်းပဲပြုစုလုပ်ကြွေးတယ်ဘာသာရေးနဲ့ဖြစ်တဲ့တရားဖြစ်တဲ့ဒါနအလုပ်ကိုလည်းပဲနက်နက်လေးလေးကနေရအောင်ကိုလုပ်တယ်တဲ့အဲ့လိုလူဟာတဲ့သတန်သဟတာနသဟတာယောဂီနာတဲ့နော်သန္တာယောဂီနာအလူကံတစ်ထောင်ကိုအလူငွေတစ်ထောင်လူတာ အကျိန်ပေါင်းတသိန်းဟာအဲအလူကန်တထောင်ကိုတသတယောဂီယာဂိနံအလူကန်တထောင်ကိုတသန်သဟတနံအကျိန်ပေါင်းတသိန်းလူလားအလူကန်တထောင်တထောင်ကိုအကျိန်ပေါင်းတသိန်းဆိုဘယ်လောက်အလူကန်ဘယ်နှစ်ယောက်ဖြစ်သွားလဲဂရေနဲ့ချီဖြစ်သွားမယ်နော်ဟမ်အဲအကတိုင်းတထောင်လူအဲဟိုတသိန်းနော်တသိန်းတထောင်ဟုတ်ပြီအဲတသိန်းဆိုတသိန်းတန်ဂရေဆိုဂရေစင့်တွေရောက်သွားတာပေါ့ဟုတ်တယ်မလားဟိုဘမအတွက်နဲ့ဆိုဂရေပေါ့ဟိုလိုဆိုဘီလီယံစင့်တွေရောက်သွားမယ်ဟုတ်ပြီ အလူကန်တထောင်ကိုအကြိမ်မောင်းတထောင်တသိလူဒါထက်တောင်ခုနတော့ကကောက်သင်းကောက်ပြီးတော့စင်းရဲသားကကိုသားမရလဲကြွေးအလူလဲပေးဆိုတဲ့အလူကပို့ပြီးတော့တံပိုးကြီးတယ်ဘလောက်တွေတံပိုးကြီးလဲဆိုတော့ကလန်ပြီးနက်ကန်တွေတထဝိတ္တတာတေးတယ်အဲ့လိုစင်းရဲသားတယောက်ရဲ့အဲလူတဲ့အလူဟာတဲ့ခုနတော့ကတထေးတယောက်အဲအလူအလူပေါင်းဂရေနဲ့ချီပြီးတော့လူဒါထက်လူဒါနဲ့စားလိုက်ရင်ဘလောက်ထိလဲဆိုတော့အစိတ်တရာစိတ်တစိတ်တောင်မမီဘူးလေဗျာ ော်နည်းနည်းလေးတော့စကလုံးကတော့နည်းနည်းလေးများသွားနော်များအစိတ်တရားစိတ်တစိတ်တောင်မမီဘူးတဲ့စင်ရသားလူလူတဲ့လူကအဲ့တော့ကြာသူကတန်တရားဖြစ်ပြီဗောတန်တရားဖြစ်တော့နတ်သားတယောက်ကရှောက်ပြီဘောဗန္နတာကကေနယင်ညောဝိပုလောမဟာကတောအရှင်ဘုရားတဲ့ခုနတထေးလူတဲ့လူကအအလူကန်တထောင်ကို အချိန်ပေါင်းတသိန်းလူတာဆိုတော့ဝိပုလောဟာတကယ်အများကြီးပဲတဲ့မဟာကတောဒီတကယ်မြင့်မြတ်တဲ့အလူကြီးပါပဲတဲ့အဲ့ဒီလူကြီးကအဲ့လိုမြင့်မြတ်တဲ့အလူအများကြီးဖြစ်တဲ့အလူကြီးကို အခုနာတော့ငါစင်ရသားရဲ့အလူကတားတယ်ဆိုတာကေနာဘာကြောင့်တားတာလဲဗျာဒီလိုရှောက်တာဘာကြောင့်တားတာလဲဗျာလို့ရှောက်တဲ့ကမြတ်စွာဘုရားကအောက်ကထားဟောတယ်ဂရဏိဟေကေဝိတံပေနိဝိထာစစ်တဝဝရိတဝအထသောစီတဝဟုတ်ပြီအေကေတချို့တထေးတွေကတဲ့ဝိတံပေနိဝိထာတဲ့သူတို့အလူလူတဲ့နေရာမှာမငင်ညွတ်တဲ့ကံမကောင်းတဲ့ကံတွေပေါ်မှာတပ်ဝင်နေကြတယ် မကောင်းတဲ့ကံသက်ဝင်နေကြတယ်ဆိုတော့ဘာလဲဆိုတော့ကာယကံဝစီကံမနောကံကာယကံအလောက်ကလည်းပဲသူများထိခိုက်တာပါလာတယ်လူရင်းနဲ့ဝစီကံအပြုတ်ကလည်းပဲသူများထိခိုက်တဲ့စကလုံးတွေပြောတာတွေပါလာတယ်မနောကံအတွေ့ရလည်းပဲသူများထိခိုက်တဲ့အတွေ့တွေပါလာတယ်ဝိသမေနိဝိထာသူတို့ကတအားချမ်းသာလို့ကြီးကြီးကျယ်ကျယ်လူရလို့ပြောပေမဲ့လည်းပဲတဲ့ဝိသမေနိဝိထာကိုနှုတ်စိတ်တွေဟာမညီမညွတ်မကောင်းတဲ့ဘက်ကိုနည်းနည်းလေးသက်ဝင်တဲ့ဘက်ပါလာတယ်ဘလို့သက်ဝင်တာလဲစစ်တော်ဟာနော်ဒါကလေးကပုတ်ခတ်ပြီးတော့လူတာ ဝရိတ်တော်ဟာတတ်ဖြတ်ပြီးတော့လူတာဟာငါဒီလူကတော့ဝတ်သားတွေဝတ်သားဒီပဲလူတယ်ဟုတ်လားအာအိမ်ကအိမ်မှာမွေးထားတဲ့ဝတ်တွေမွေးမွေးတယ်အဲဝတ်တွေကိုတတ်ပြီးတော့လူတယ်နွားတွေတတ်လူတယ်ကြိတ်ကြက်တွေတတ်လူတယ်ဟောစစ်တော်ဝရိတ်တော်တတ်တဲ့လူတွေတတ်တာတွေပါလာပြီသောစိတ်တော်ရတယ်တချို့ကြတော့သူများတွေကိုတော့ကတွေရောက်စေပြီးတော့စိတ်ဆင်းရဲဆောင်လုပ်ပြီးမှလူတာတွေပါလာပြီတဲ့ ဒါလေးတွေဥစဉ်တို့သိပါတယ်ဒါကြောင့်ဟိုရှေ့ဆရာတော်ကြီးတွေကဒီဂါထာလေးတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားအာဘုံမိအောင်အလူကိုရှင်းရှင်းလေးလူထက်ကြမလူပါသူများတွေကိုတတ်ဖြတ်ပြီးတော့မလူကြပါနဲ့သူများတွေကိုညှင်းဆဲပြီးတော့မလူကြပါနဲ့ဂုံတုကုံမြိုင်လောက်ပြီးတော့မယူလူကြပါနဲ့ဒီလိုတွေလေမြတ်စွာရှေ့ဆရာတော်ကြီးတွေကသတိပေးကြတာပေါ့နော်အဲ့လောက်ကြီးလူရဲဆိုရင်ဗိုက်ဆံဘလောက်ကြီးကုန်ကုန်တို့အလူတွေကခုနဝိတမေနိဝိဋ္ဌာဖြစ်နေတယ်နော်ကိုရောနှုတ်ရောစိတ်ရောကမကောင်းတာတွေနဲ့ရောနေတယ် မကောင်းတာတွေနဲ့ပဲပတ်ပတ်လဲဝန်းရံနေဝန်းရံနေတာဖြစ်တဲ့အတွက်ကြောင့်တာတက်ခိနာအဲ့ဒီလိုအလူဟာအတုမုခာတဲ့မျက်ရည်နဲ့မျက်ရည်ပါတဲ့အလူပဲတဒန္တာလန္တာတွေပါတဲ့အလူပဲတမေနဒိဏတအဲ့လိုအလူထက်စာရင်တမေနဒိဏတတန်တန်လေးပဲကိုမရှိမဲ့ရှိမဲ့နော် မရှိမဲ့ရှိမဲ့စွန်းလေးမရှိမဲ့ရှိမဲ့ဟိုတက်တက်လွယ်အစားအစာလေးလှူလိုက်တာကမှပို့ပြီးတော့တံပါသေးတယ်ဒီလိုပြောတာပေါ့နော်ဒါကြောင့်ဒီတော့ဗာပြောချင်တာလဲဆိုတော့အဓိကမိန်းကတော့နံပါတ်1အကျိုးများကျင်တယ်ဆိုရင်ဝိတမင်နိဝိဋ္ဌာမလုပ်ရဘူးသမင်နိဝိဋ္ဌာလုပ်ရကိုရောနှုတ်ရောစိတ်ရောဒါနလုပ်တဲ့နေရာမှာအတန့်လေးဖြစ်အောင်လုပ်ရမယ်ဟိုသူများနှိမ့်ဆက်တာတွေသူများညှင်းဆက်တာတွေသူများစိတ်ဆင်းရဲတာတွေသူများပုတ်ခတ်တာတွေမပါစေနဲ့နော်နံပါတ်1နောက်နံပါတ်2အလိုလိုတဲ့နေရာမှာဗာပြစ်တယ်လဲဆိုတော့ ဓမ္မယလတ္တလည်းဖြစ်ရမယ်ပြီးတော့လူတဲ့အနေအမှာလည်းပဲစိတ်လေးရှင်းရှင်းလေးနဲ့ကောင်းကောင်းမွန်မွန်လေးစိတ်ထားလေးထားရမယ်တမေနိဝိထာပေါ့နော်ကောင်းတဲ့စိတ်ထားလေးတွေထားရမယ်အဲ့လိုဆိုရင်တော့အကျိုးပိုကြီးပါတယ်ဒါကြောင့်တကလေးမြတ်စွာဘုရားရဲ့အဲတရားတော်နဲ့အညီပြောရမယ်ဆိုရင်အလူလူတဲ့နေရာမှာငွေကြီးအမောင်များတာမများတာပေါ်မှာမမတိပါဘူး သူ့ရဲ့အဲလုတ်တဲ့လုပ်ငန်းတွေတန်တာမတန်တာပေါ်မှာမူတည်တယ်စိတ်ထားတန်တာမတန်တာပေါ်မှာမူတည်တယ်လုတ်တဲ့လုပ်ငန်းလည်းတန်မယ်စိတ်ထားလည်းတန်မယ်ပြီးတော့ဓမ္မရလက်တာတရားတော်အပြင်တရရလာတဲ့ငွေလည်းဖြစ်မယ်ဆိုရင်အဲဒီဥစ္စာအဲ့ဒီအကျိုးကကြိုးကြီးတယ်ခုနကြည့်ပါလားဟိုစိတ်ပါလေဘာလုတ်လုတ်တာကောက်တဲ့ကောက်ကောက်တဲ့ကောက်လုတ်ပြီးတော့လုတ်တယ်လုတ်ကောက်တဲ့ကောက်ဆိုတာသူများကခိုးရမှာမဟုတ်ဘူးဟိုလူတွေကကြံလို့ယူခြင်းနဲ့လူယူဆိုပြီးတော့ထားခဲ့ပြီအဲကောက်တဲ့ကောက်ကောက်ပြီးမှချွေးနေသွေးနေသူကရထားတဲ့ငွေဓမ္မရလက်တာလည်းဖြစ်တယ် ပြီးတော့ဟိုအမေကျော်တွေးတော်လမ်းမဟုတ်ဘူးသူ့ရဲ့သားများကိုလည်းသူကပေးစရာရှိတာပေးတယ်ပြီးတော့လူတဲ့လူထိုက်တဲ့ပုံကိုလည်းပဲလူတယ်အဲ့ဒီကကြတော့သူကဓမ္မရလက်တာလည်းဖြစ်တယ်စိတ်ထားလည်းပဲရှင်းတယ်ပြီးတော့ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အကုသိုလ်လည်းတခုမှမဝင်ဘူးနော်အကုသိုလ်ကတခုမှမဝင်သူများတတ်ဖြတ်ပြီးတော့လူတာလည်းမဟုတ်ဘူးပြီးတော့သူများကိုလည်းဘာမှမထိခိုက်ဘူးကိုရှိတဲ့ဟာလေးကိုလူတာသူများပုတ်ခတ်တာလည်းဘာမှမပါဘူးပေါ့နော်အဲ့ဒီကကြောင့်သူရဲ့တရားဟာဘာလဲဆိုတော့လူလူပေါင်းကတကယ်လူတာထက်တောင်းမှနော်အကျိုးကပိုကြီးတယ်ဆိုပြီးတော့ သူကမြတ်စွာဘုရားကဟောတာဟုတ်ပြီဒါကြောင့်တပည့်တော်ကလည်းစစ်မှန်တဲ့ဒါနမြတ်စွာဘုရားစတဲ့သူတော်ကောင်းတွေချီးမွမ်းတဲ့ဒါနတွေဖြစ်အောင်တပည့်တော်ကတိုက်တွန်းနိုင်ရမယ်ကိုယ့်ကိုယ်တိုင်လည်းပဲကြိုးစားနိုင်ရမယ်ပေါ့နော်အဲတော့